哎。 Hello မင်္ဂလာပါခီးစင်လေးရဲ့ဒုတိယမြောက်နေ့မှာတော့ကလောကနေရငံမျိုးရေးကိုသွားมาဖြစ်ပါတယ်ပထမဆုံးကလောမျိုးရဲ့ငားရဲ့ဇီလီကိုအရင်သွားလဲมาဖြစ်ပါတယ်ထားရနေနောက်ကြွားပါလို့အခုအချိန်ကတော့၈နာရီ55လောက်ဖြစ်နေပါပြီနေမြင့်နေပြီမို့ဈေးကွဲပြီးတော့လူတွေလည်းတော်လေးကိုကျဲတော့ပါပြီဈေးနေလေးကိုလေဘုတ်စိတ်ကူးရှင်တော့မနက်9နာရီလောက်ကလေးကရအောင်လာပါတော့ ကျမတို့ကတော့အတော်လေးနောက်ကျသွားလို့ခဏတစ်ရုပ်ပတ်ကြည့်ပြီးတော့ပဲပြန်ခဲ့ပါတယ်ကလောင်းမြေရဲ့9ရက်ဈေးဆိုတာကတော့9ရက်တစ်ချိန်ရောင်းချတဲ့ဈေးလေးဖြစ်ပါတယ်။ထူးခြားတာကတော့ဈေးနှစ်လေးမှာဆိုရင်ကလောင်းမြေနီးတစ်ပိုက်ကကြီးရွာတွေတောင်သူတွေကသူတို့ကိုယ်တိုင်စိုက်ပျိုးထားတဲ့ဟင်းသီးရွက်အသီးအနှံတွေကြီးလက်ထက်ကုန်တွေကိုလာရောက်ရောင်းဝယ်ကြပါတယ်။ ဈေးတယ်တွေကမနက်စောစောတချို့ဆိုရင်ညကလေးကဆိုင်ခဲ့ကြပါတယ်တဲ့။ဒါရောက်ရောက်ချတဲ့ဈေးတယ်တွေများပြီးတော့ဈေးတွေကလည်းအထူးသက်တာပါတယ်။ဈေးနေ့မှာမိတ်ဆွေတွေနဲ့တွေ့ဆုံပြီးတော့လက်ဖက်ရည်တောင်းရင်စကားပြောတင်ဖက်လေကြတဲ့နေရာလည်းဖြစ်ပါတယ်။ဒီငားရဲ့ဈေးနှီးလေးဟာကလော့မျိုးရဲ့စီဝါရည်ရင်ကျေးမှု လူမျိုးရဲ့အားလုံးကိုပေါင်းစပ်ထားတဲ့ရိုးရာတလီလေးဖြစ်ပြီးတော့မြို့လေးရဲ့အသက်သွေးကြောလို့ပြောလို့ရအောင်အရေးပါတဲ့ဈေးဝယ်ရည်လေးလည်းဖြစ်ပါတယ် ဒီခေါက်ကနောက်ကျနေတော့ဈေးစီတာလေးနဲ့မကြုံလဲရပါဘူးဈေးစီတာရဲ့အချိန်ဆိုရင်တော်တော်လေးကိုပြောစီရကောင်းပါလေတငယ်ချင်းတို့ကလောက်ရောက်ရင်ဈေးနေလေးကိုလာလဲဖို့လည်းမမင်းနဲ့နော်ရှည်လည်းခွာစားရမယ်။ရှည်ကအရှည်ကပိုကောင်းတယ်။ဟုတ်လား။ဒါကလည်းလူခွာစားလို့ရတယ်။ဟုတ်တယ်ဟုတ်တယ်။ဆောင်းဝတ်လို့ရမှာလေ။

ကလောက်ရောက်တိုင်းဈေးထဲမှာရှမ်းခေါက်ဆက်တူဦးနေစားနေကြပါဒီတခါတော့မနက်စာကိုမတူတာလေးပြောင်းစားမှုပါမနက်စာစားပြီးရင်တော့မနေ့ရရွှေထားတဲ့ပြိုက်တောင်ကိုသွားလိုက်မှာဖြစ်ပါတယ် Uh, Thank you. ီကိုပန်ကင်းကြီးရဲ့ဖြတ်တနာတဝိုက်ရေလျှောက်လေပြီးတော့ပြန်ခဲ့ကြပါတယ်အခုတဲနေရာကိုပြန်ပြီးတော့ပစ္စည်းတွေတိတ်အထုပ်ပိုးတွေပြင်ပြီးရံငန်ဘက်ကိုခီးစပါရမယ်ရှင်။ ျက်စိတစုံစိတ်ဆူလာပါနေတဲ့တရားရှိခွင့်တွေရဲ့မှန်တာအထက်ကိုပူလာနေတော့လာရတာအရင်စိတ်ကျဉ်တဲ့တာရှင် ောရောက်ရင်တော်တော်များများသွားကြတယ်ဓာတ်ပုံရဲလုကောင်းတဲ့နေရာတွေကတခုဖြစ်တယ်ယူကလစ်ပင်နန်းစီကိုရောက်ပါတော့မယ် ပင်တန်းမှာခဏနာပြီးတော့ခရီးဆက်ခဲ့ကြပါတယ်။ đèo ngoài vườn ောက်ကဒီညာလေးကိုရောက်ခူးပါတယ်။ဒါပေမဲ့အခုလိုဈေးဆိုင်နေနေတော့မရှိပါဘူး။အရန်ဟိုစီကားနေလို့စိတ်ဝင်စားလို့ခဏဝင်ကြည့်ပါဦးမယ်။မေးကြည့်လိုက်တော့ဒီနားကဆိုင်ကန်းတွေကမွေးဖွင့်တာတော့မဟုတ်ပါဘူးဝင်းနေမဲ့ဖွင့်ပါတယ်တဲ့ဝရဒီမှာပဲဒီရေကုန်လေးမှာရေကြလို့ဒါလည်းသူတွေကြောင့်ဒီလိုမျိုးဆိုင်လေးတွေစီကားနေတာပါတဲ့ ရင်ခောက်တွေကတော့တတိမထားမိပဲနဲ့အခုမှမထင်မဲ့ပဲတွေ့လိုက်ရတော့အရင်အင်အောသွားပါတယ်ကလေးတွေကလည်းကြီးနေပြီးတော့ဈေးဆိုင်တန်းလေးတွေနဲ့စီကားတွေတော့ပျော့စရာအရန်ကောင်းပါတယ်ရှင်။ ဒဂွန်ရဲ့အပေါ်ပိုင်းကိုသွားကြည့်နေရပါခုလိုအရန်ကိုလာလိုက်ဆန်းဆောင်လေးရှိပါတယ်တောအုပ်လေးရဲ့ရေစီးတန်လေးပြီးနဲ့တာယာလိုက်တာရှင်ဒီကောင်ကနေဆက်မောင်းလာပြီးတဲ့နောက်မှာတော့ coffee jam တွေအများကြီးတွေ့ရပါတယ် ချိန်ကလည်းနိလေတနာကြီးကျော်နေပြီမို့ရှေ့ကမြိုင်ဆိုတဲ့ရွာလေးမှာနိလေစာစာရင်ခဏနားပါမယ်။မနေ့ပြန်ကနေကြရည်တကုံကိုလည်းရင်ဒီရွာလေးကိုပဲပြန်လာရမှာဖြစ်ပါတယ်။ရှေ့နားလေးမှာပဲဒီရည်ကုံသွားတဲ့လမ်းခွဲလေးရှိပါတယ်တဲ့။ဒီမစားလာပြီးတော့ခကြီးပြန်ဆက်ခဲ့ပါတယ်။ ံငယ်မျိုးလေးဟာအလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့အရေးသမြင့်နဲ့ကော်ဖီထွက်တဲ့ဒေသဖြစ်ပါတယ်။ကော်ဖီထွက်တဲ့ဒေသလို့ပြောရတဲ့အတိုင်းပဲလမ်းလျှောက်မှာလည်းကော်ဖီဂျာနီအများကြီးတွေ့ခဲ့ပါတယ်။ဆိုင်ကလေးနိုင်ဝက်လာမောင်းပြီးတဲ့အခါမှာတော့ရံငယ်မျိုးလေးကိုရောက်ပါပြီ တဲဝနီယာအရင်ဆုံးရှာလိုက်ပါဦးမယ်ရှင်တဲ့နေရာရဲ့ရှိက coffee ဆိုင်လေးပါ coffee ဆိုင်လေးမှာလည်းအနောက်မှာ အခုလိုမျိုး coffee bean တွေအများကြီးစိုက်ထားပါတယ် coffee တောက်ပြီးတဲ့အခါမှာတော့ရောင်ငန်မြို့တွေကိုရှောက်လေကြီးมาဖြစ်ပါတယ် ရန်ကန်မြို့တွေကိုကောင်းကောင်းကြီးလျှောက်လည်ပြီးတော့နည်းနည်းလေးပင်မလာပြီးမို့လို့မိမဆက်မသွားတော့ဘဲနဲ့တဲရဲနေရမှာပဲပြန်လာခဲ့ပါတယ်။ညစာကိုတော့တဲရဲနေရမှာပဲခေါက်ဆက်ပြုတ်ပြီးတော့အဆင်ပြေသလိုစားခဲ့ပါတယ်။ဒီနေ့ရဲ့ကလောရန်ကန်ခီးစဉ်လေးကတော့ဒီမှာပဲပြီးပါပြီ။ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပါအောင်နော်။နောက်ထပ်အပိုင်းလေးတွေမှာပြန်တွေ့ကြပါမယ်။တတား။